တုပ်ဟောပေးပြီးသွားပြီပေါ့နော်တတုပ်ဖြတ်ပြီးသွားပြီအဲ့ဒီမှာမေးတဲ့သူတဲမှာအဲစိတ်ဝင်စားစရာကောင်းတဲ့မိကုံးလေးတစ်ခုပါလာတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့မဆူပါဒီဗီဒီယိုလေးလုပ်ပေးခြင်းဖြစ်ပါတယ်သူကကြတော့ဗာမေးထားရတယ်ဆိုတော့အခုနိုင်ငံရေးအခြေအနေတွေကဒီလိုတွေဖြစ်နေရပေါ့နော်ဘယ်နှစ်လောက်မှမပြန်ကောင်းမလဲတဲ့တိုင်းပြည်ကြီးရပေါ့နော်အဲ့ဒီတော့အဲ့မေးတဲ့သူကမဆူကအဖြေပေးပြီးသွားပြီဆွမ်းနာကတ်ဆွဲလိုက်တဲ့ဟာအရာဆိုလို့ရှိရင်နော် 2030 2031မှာနိုင်ငံကြီးကလုံးဝကိုဟိုဖျူဖျဲပေါ့เนาะဖျူဖျဲနဲ့လုံးဝကိုတည်ရမလားဟိုဂျုံရင်ဆန်ကဖြစ်သွားမယ်ပုံစံပေါ့เนาะကက်ကဘာကက်ကြတယ်ဆိုတော့2030မှာထဝကက်ကြတယ်2031မှာကြတော့ debt ဆိုရယ်ကက်ကြတယ် debt ဆိုတာကြတော့သေမင်းပေါ့เนาะ debt ကိုကြတော့ reverse ကြတာပေါ့เนาะသေမင်းက reverse ကြတယ်ဆိုတော့လုံးဝကြီးတော့ အမြင့်တော့မပြတ်သေးဘူးဒါပေမဲ့ဟိုပြီးဆုံးကန်နေပြီပေါ့နော်အဲ့တော့မဆုယူစားတာ2032လောက်မှာဆိုလို့ရှိရင်တော့ဟိုအစားအနေပြန်စားမယ်တဘောရှိရပေါ့နော်ဆိုဆိုကျွန်တော်ကတော့ဒီစစ်အာဏာရှင်စနစ်ကြီးတက်သုံးသွားရင်လည်းတက်သုံးသွားနိုင်တယ်တက်သုံးပြီးတော့တခုခုပေါ့နော်မမဆုကအလောက်ချင်မကျွမ်းတော့အသေးစိတ်တော့မဆုမပြောပြတတ်ဘူးတခုခုအစ်စ်တဖန်တခုခုကို2032လောက်မှာ အာစရမယ်လို့တော့မဆိုခက်မှန်းချက်ခက်ခက်မှန်းပြေးရေပေါ့နော်အဲ့တော့အခုကကြတော့ဒီဗီဒီယိုကလည်းအခုပြန်ရိုက်တယ်ဆိုတော့မဆိုပြန်ပြီးတော့ကတ်တီကိုပြန်ဆွဲပေးပါမယ်2025နေပြီးတော့2035အထိတိုင်းပြည်အခြေအနေကဘယ်လိုရှိလဲနှစ်နှစ်တည်းအလိုက်ကိုမဆိုကွန်ပဲလုပ်ပေးသွားမယ်ပေါ့နော်အာအဲ့တော့ let's get started နဲ့တော့တာဝန်ကြီးတယ်အဲ့လိုမျိုးကိစ္စတွေဆိုလို့ရှိရင်လေမှားသွားလို့ရှိရင်လည်းကောင်းတယ်ပါမယ် အဲ့ဆိုရင်မဆုအခုနှာမွေပြသွားပါပြီဆိုရင်ခုကတော့စိတ်ကြည်နေသွားပြီဆိုတော့ခင်းလိုက်ပါမယ် 2025နဲ့2030အထိကတ်ဆယ်ပြီးသွားပြီအဲ့တော့ဘယ်လိုပေါ်လာမလဲဆိုတော့ကြည့်လိုက်ပါနော် စောနာအိုင်မာကိုတွက်ပေးလိုက်တာ ਨੇ ဟောပေးလိုက်တာ ਨੇ နည်းနည်းခက်ဆင်ဆင်ပဲဒီလားဒီမှာပြနေတာကတော့အခု2025ခုနှစ်ကဒီငလီနေပါတွေကတော့စိတ်တော်မကောင်းဘောเนาะ2025ကလीအာအရင်ဆိုရနေမဟုတ်ကွာ2025ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်2021ကနေစပြီးတော့စလိုက်တဲ့အခါမှာ2025နည်းနည်းလေးပို့ပြီးတော့ ပိုကောင်းလာတဲ့ပုံစံပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှင်တော့ပိုကောင်းမယ်ဆိုတာဒိုးဘက်ကကောင်းတာပေါ့နော်သူတို့ဘက်ကကောင်းတာမဟုတ်ဘူးနော်ဆိုတော့ပို့ပြီးတော့စိတ်ကျဉ်းနှက်စရာရလာတဲ့တည်င်းကောင်းနေကြရတဲ့နှစ်ပေါ့เนาะအားရှိပါရှိရှိတဲ့နှစ်လို့ပြောလို့ရတယ်ပေါ့เนาะ2025ကဆိုလို့ရှိရင်ပြီး2026ခု2028မှာတစ်ချက်ပြန်ကောင်းအောင်မယ်ကံကြမ္မာကြီးက ြန်ပြီးတော့ဒုတ်ဘက်ကိုပြန်ရောက်လာမယ်ပေါ့နော် wheel of fortune ဆိုတာကလုံးဝပြည့်ပြည့်စုံတဲ့နှစ်ပေါ့နော်2028ကဆိုလို့ရှိရင်အဲဒီတော့အပြောင်းအလဲကြီးတစ်ခုခုဖြစ်မယ်2028မှာဟိုလုံးသမားကန်တွေကကန်ကောင်းမဲ့နှစ်ပေါ့ကကန်ငါတို့ကငါတို့တော့ဖြစ်တယ် sorry တို့တွေကကန်ဆိုးလာတာ2021ထဲကအခု2025လေးကနည်းနည်းပြန်တက်လာတယ်2028ဆိုလို့ရှိရင်ပို့ပြီးတော့ပြန် ပြန်ကောင်းလာမယ်နှစ်ပေါ့နော်ကိုရီဘက်ရောက်လာတဲ့ကန်ကြမားကိုရီဘက်မှာရှိရဆိုတဲ့ပုံစံပေါ့နော်2028 2029ကတိတ်မကောင်းသေးဘူး2030မှာဆိုလို့ရှိရင် release လောက်အောင်လည်း release ဆိုတာကြတော့ဒိုးတွေရဲ့ဘယ်လိုပြောမလဲအမ်ဘယ်လဲ ကောင်းတဲ့ energy တွေကို release လုပ်ရမယ်နှစ်ကွာအဲ့တော့ဟို energy ကနည်းနည်းပို့ပြီးတော့တန့်စင်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဒီမှာကျတော့လုံးဝအချင်းအပြောင်းကြီးရှိတာကျတော့2028လို့ပြောလို့ရတယ်ဒီမှာဒီမှာအခုတွက်တာကျတော့လေ2028ကအချင်းအပြောင်းတစ်ခုဖြစ်မယ်2030မှာအာ release ဖြစ်မယ်ပေါ့နော်ဆောနာအမအကိုတွက်တာကလေဟိုဟာခက်ဆင်စင်မယ်ပေါ့နော်ဒီမှာ solution 2030မှာ release ဖြစ်မယ်ထပ်ဆွဲအောင်မယ်2030 tôn lý là tôn giật tiệt tôn giật nhẹ tôn giật tố tôn giật lì tôn giật ngà sâu chỗ nặt thong tôn giải cá မကောင်းတဲ့အညစ်အကြေးတွေကိုမဆုတော့ထုတ်လွှတ်ပြီးတော့မကောင်းတဲ့အညစ်အကြေးတွေကို cleanse လုပ်ပြီးတော့ပြန်ပြီးတော့တန့်စင်လာမယ်နှစ်ပေါ့နော်2031ကဆိုလို့ရှိရင်အဲ့လောက်မကောင်းသေးဘူး2031က still အာမမျှတမှုတွေတည်မလားမတရားမှုတွေနည်းနည်းကြံသေးရဲ့ကွာ2032မှာတော့ပိုကောင်းလာလိမ့်မယ်ပိုကောင်းလာမှာမဟုတ်ဘူးလုံးဝကိုကန်တရားရပြန်ပြီးတော့ဒိုးဘက်ကိုပြန်လာမှာပေါ့နော်ဒါ2032 2034လည်းကောင်းမယ် ပြောရမယ်ဆိုလို့ရှိရင်တော့ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ပြောရမယ်ဆိုလို့ရှိရင်ဒီ2025ကဒိုးရီစိတ်ကြည်နှက်စရာကောင်းတဲ့နှစ်ပေါ့နော်2028မှာတိုင်းပြည်အတွက်အအပြောင်းလဲအကြီးကြီးတစ်ခုဖြစ်မယ်2030မှာဆိုလို့ရှိရင်မကောင်းတဲ့ energy တွေမကောင်းတဲ့သူတွေကိုမဆုတော့က release လုပ်ရမယ်နှစ်ဖြစ်တယ်အဲ့ဒီမကောင်းတဲ့သူတွေကလုံးဝ picture တွေကနေပြီးတော့ remove ဖြစ်သွားနိုင်မှာပေါ့เนาะ2032မှာဆိုလို့ရှိရင်ဒိုးတွေဒိုးတွေချစ်တဲ့သူပေါ့เนาะဒိုးတွေချစ်တဲ့ခေါင်းဆောင်ဒိုးတွေချစ်တဲ့သူတယောက်ယောက်က picture တွေပြန်ဝင်လာနိုင်မှာဟိုဗာလဲဒိုးတွေရဲ့မျက်စိရှိပေါ့မျက်စိရှိပေါ့ပြန်ရောက်လာမယ့်ပုံစံပေါ့เนาะ2032 2033ကတော့ဆိုးဆိုး2034ကလည်း càng càng trên này tôi tôi khuyên là này càng càng trên này bây giờ nếp đi anh này bây giờ hồ đã khô khô bọn nó đã khô khô là bây giờ present đâu phong trào thế đấy đã rồi nó thằng nó sorry thằng tông giật lì ok đã thằng tông giật lì ok ai đó I hope that makes sense and so far it really does for me and thank you very much for watching and see you next time bye